30ပြီ40ပြီမြေမှာတိဆောက်ထားတဲ့နှစ်ထပ်ခွဲနေရင်အစားအုပ်ဖြစ်ပါတယ်။ခြံဝင်းတကားကိုကားဝင်ရန်နဲ့လူဝင်ရန်ဆိုပြီးတော့နှစ်ပေါက်စီစဉ်ထားတယ်။ ဘဝင်ချင်းမှာတော့ကားထားရနေရရှိပါတယ်။မိုးလုံပြီးတော့လေဝင်လေထွက်ရရှိတယ်။ကြံငင်းကလည်း granite ကြောက်ပြားခင်းထားတယ်။အိမ်ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ဧကန်းနဲ့ထမင်းစာကန်တွဲရယူထားတဲ့ဟောကျယ်ကြီးရှိမယ်။အပေါ်တက်ရန်လေကားရဲ့ဘေးမှာဆိုရင်တီးတန့်ထားပေးထားတဲ့မီးဖို့ကန်ဖြစ်ပါမယ်။မီးဖို့ကောင်တာခုံမှာလည်း cabinet bureau အန်ဆွဲများအစုံလင်ပါဝင်ပြီးတော့ counter top ကိုလည်းအထူထောင်းခံနိုင်ရန် granite ကြောက်ပြားသုံးပေးထားတယ်။တန်ရှင်းလွယ်ကူစေရန်နှစ်ပေအမြင့်တီကြွေပြားကပ်ထားတယ်။မီးဖို့ကန်ကနေနောက်ဖေး trap box ကိုထွက်လိုက်မယ်ဆိုရင်တော့ ောက်ဖေးမြေကျန်ဧရိယာလေးမှာပုံသုံးရေချိုးကန်းအိမ်သာလေးတက်တက်ရရတီးတန့်လေးထည့်ပေးထားတာကိုတွေ့မြင်ရမယ်။မိဖို့ကန်းရဲ့ဘေးမှာစတိုကန်းသို့မဟုတ်မိခန်းအဖြစ်အသုံးပြုလို့ရမယ့်အခန်းလေးတစ်ခန်းလည်းပါဝင်ပါအောင်မယ်။ကေမီညီတက်မှာလည်းစုံပြီးဆိုတော့ပထမတက်ကိုတက်ကြည့်လိုက်ရအောင်။လေကားလည်းရန်တန်လည်းရန်ကျွန်းကုတ်ပါဝင်မယ်။လေကားအကျော်နှင်းပြည့်ပြစ်တယ်။ပထမတက်မှာတော့မိသားစုကောင်းကောင်းစုဝေးလို့ရမယ့်ဖျားကန်းဟောကန်းအကျယ်နဲ့မျက်နှာဘက်ကိုထွက်လို့ရမယ့်ဝရဏအကျယ်တစ်ခုပါဝင်ပါမယ်။ဖျားပန်းလေးရန်ဘေးစင်တစ်ခုပါဝင်ပြီးတော့ဝရဏဒီဇိုင်းကလည်းမျက်နှာ စာဒီဇိုင်းနဲ့အတူလှပတက်ရပါတယ်ဖျားကန်ဟောကန်းရဲ့ဘေးမှာဆိုရင် master အခန်းတခန်းပါဝင်ပါမယ်တိမ်လုံးမှာရှိတဲ့ရေချိုးကန်းအိမ်သားများဆိုရင်လည်းဘိုးတိုင်းဘေးစင်ရေဘူးရေရှာဝါ fan light exhaust fan နဲ့ပြည့်ပြည့်စုံစုံပါဝင်ပါတယ်ဒီထက်မှာပဲနောက်ထပ် master အခန်းအကျယ်တခန်းရှိပါအောင်မယ်ပြီဘောကထိုင်းရဲ့နေရာများကိုလည်းကြိုတင်စဉ်းစားထားပြီးတော့တဘာဝလေဝင်လေထွက်နေအောင်ကြီးပြည့်ပြည့်ဝရရှိအောင်ဖန်တီးထားတယ် ကျစ်လက်ပြီးပြည့်စုံတဲ့ရေချိုးခန်းအိမ်နာတစ်ခန်းဖြစ်ပါတယ် walking closet အဖြစ်အသုံးပြုလို့ရမယ့် area ပါဝင်တာကိုတွေ့မြင်ရမယ်ပလက်ပေါက်များကိုလည်း function နဲ့အညီပြည့်စုံလုံလောက်စွာတပ်ဆင်ထားတာတွေ့ရမယ်ကဲနောက်တစ်ချက်ကိုတက်ကြည့်လိုက်ရအောင်အိမ်ရဲ့နေရာတိုင်းမှာလည်းသဘာဝလင်းဝင်လေထွက်တဲ့အလင်းရောင်ရရှိတာကိုတွေ့မြင်ရမယ်ခံစားရမယ်ပေါ်ဆုံးတဲ့ရဲရောက်ခြင်းလေကားဘေးကဲ့ရဲ့မှာတော့ master အိမ်ခန်းအကျယ်တစ်ခန်းရှိပါတယ်ကျန်ငင်းများကိုလည်းရေစိုးခန်းနဲ့ parking များကိုခင်းပေးထားတယ်ရေချိုးခန်းအိမ်နာနံရံများကိုလည်းနှစ်ပေတစ်ပေကြွေပြားများကပ်ပေးထားတာကိုတွေ့ရပြီး ော့ကြမ်းငင်းများကိုလည်းတပေပက်လည်းနဲ့ရေစင်းကောင်းကောင်းယူထားတာကိုတွေ့ရမယ်။အိမ်ရဲ့နေရာတိုင်းမှာအယောင်တွဲဆက်မှုလိုက်ဖက်ညီနေတာကိုခန်းစားရမယ်။ရေပေးပိုင်မီးပလက်ပေါရေထွက်ပေါအပြည့်စုံပါဝင်တဲ့အဝေးလျှော်ဆက်ထားရနေရဖြစ်ပါတယ်။ဒီတကားလေးကနေထွက်လိုက်မယ်ဆိုရင်နှစ်ထပ်ခွဲရဲ့အရှိဘယ်ကိုနီနေရာကိုရောက်ပါမယ်။ကြမ်းငင်းကြွေပြားအပြည့်ခင်းထားပြီးတော့မှန်လန်ရန်တက်ဆင်ထားတာကိုတွေ့ရမယ်။ဒီကြောင်လင်းလေကားလေးကနေတက်လိုက်မယ်ဆိုရင်အမိုးရေကန်မိုးကြိုးလွဲလို့ပါဝင်မယ် Roosevelt area ကိုရောက်ပါမယ်။လူကြီးမင်းတို့အခုကြည့်ခဲ့ရတာက30ပေ40ပေမြေမှာတိဆောက်ထားတဲ့ ဲ့နှစ်တက်ခွဲနေအဆောက်အဦဖြစ်ပါတယ် modern design အဆောက်အဦဖြစ်ပြီးတော့ gable roof ရဲ့ three gun structure ရဲ့အလားပါနဲ့ပေါင်းစပ်ထားတယ်အိမ်ရဲ့အခန်းပွဲများကိုစဉ်းစားရမှာလဲသဘာဝလေဝင်လေထွက်နဲ့နေရောင်ရရှိမှုတို့ကိုအလေးပေးထားပြီးတော့လူဝင်လူထွက်လမ်းကြောင်းပရိဘောဂနေရာများစတဲ့ circulation များကိုလည်းပြည့်စုံအောင်စဉ်းစားပေးထားတာဖြစ်လို့အိမ်ထဲမှာနေနေတဲ့အခါမှာမိုးကျက်နေတဲ့ခံစားချက်မျိုးမဟုတ်ဘဲနဲ့နေစဉ်လုပ်ငန်းဆောင်တာတွေကိုလည်းပြည့်ပြည့်ဝဝနဲ့ကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်ပါတယ်အိမ်တစ်လုံးထဲမှာနေထိုင်ဖို့ကောင်းကောင်းမွန်မွန်နဲ့တသက်သ ောင့်တတဖြစ်မှုရရှိဖို့ဆိုရင်အိမ်အချင်းချင်းမြေအချင်းချင်းနဲ့မဆိုင်မဲနဲ့ခန်းဘွယ်များစနစ်တကျဖွဲ့စည်းမှုအယောင်များကိုလိုက်ဖက်အောင်ရွေးချယ်မှုတို့ပေါ်မှာမှုတည်ပါတယ်ခန်းဘွယ်များစနစ်ကြပြီးနေထိုင်ရာမှာတတ်တောင့်တတဖြစ်တဲ့အိမ်တလုံးကိုရရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ PN Construction ကိုဆက်သွယ်နိုင်ပါတယ်